တုတ္တဆောင်လင်ဘုဒ္ဓဝင်ဖြေဆိုပူဇော်ဝဲကြီးကိုဥဆောင်ကျင်းပပေးပါသောဥက္ကဋ္ဌဆရာတော်နှင့်တကားဆရာတော်တန်ဃာတော်ရှင်သူမြတ်များတိုင်းနှင့်ပြည်နယ်တည်တည်မှစာဖြေဌာနတာဝန်ခံဆရာတော်များဆရာဆရာမများနှင့် ကျောင်းသားကျောင်းသူများဤဖြေဆိုပူဇော်ပွဲစီအောင်မြင်စွာကျင်းပနိုင်ရေးရွတ်တအားသမျှလူတန်းပေးထားပါတော့အလူရှင်မိသားစုများအားလုံးနဲ့တကွာသူတဆောင်လင်းဘုရုံရဲ့အဖွဲ့ကြီးတစ်ခုလုံးစိတ်ဤရှမ်းသာခြင်းကိုဤဇမာခြင်းနဲ့ပြည့်စုံကြပါစေလို့ဦးစွာပထမဂါရဝပြုနှုတ်ခွန်းဆက်သားပါရစေရှင်သမီးကတော့ဘကိုးတိုင်းဒေသစီဒိုက်ဦးစာပြေဌာနအုတ်တွင်းမြို့နယ် ငါပြောတော့ကြေးရသာသနာမမကကြောင်းလိုက်ဆရာတော်ရေဟိုးစဉ်ကြောင်းလိုက်ဆရာတော် ਨੇ တကွာအရှင်မေရာနန္ဒဆရာမဒေါ်နယ်စင်အောင်တို့တင် जा ပို့ချပေးပါတော်မြမနိုင်ငံလုံးဆိုင်ရာသုတဆောင်လင်ဘုဒ္ဓဝင်အလေရန်ပြတ်ချမ်းဆောင် ਨੇ မင်းကုန်းဆရာတော်တိပိတကဒရ ဓမ္မဗန္ဒာဂာရိကဗရဏဝိစိတ်တသာရာဘိဝန္တမထေမြတ်ရေတာစီရင်အပ်ပါသောမဟာဗုဒ္ဓဝင်လျှောက်တွဲရှိတို့ကိုလေလာသင်ယူပူဇော်ခဲ့ပြီးဤဖြေဆိုပူဇော်ပွဲစည်းကိုဝင်ရောက်ဖြေဆိုပူဇော်တဲ့ဂရိစစ်ကျောင်းသူမနှင်းထထအေးဖြစ်ပါရဲ့ရှင်သမီးဖြေဆိုပူဇော်ခွင့်ရတဲ့ခေါင်းစဉ်ကတော့မိဘလိမ္မာတာရှမ်းသာဆိုတဲ့ခေါင်းစဉ်လေးဖြစ်ပါရဲ့ရှင်။ ်မိဘသမီးသားနှစ်ဦးကြားဝိတ္တရာရှိသည်ပင်ဆိုရက်ဆရာတော်တန်ဃာတော်များဆုဆုံးမသည့်အတိုင်းမိဘနှင့်သားသမီးများမှာ အပြန်အလှန်ပြုစင်ရမယ်ဝိတ္တရာများရှိကြပါရဲ့ရှင်မိဘဝတရား၅ပါးမှာမကောင်းမြတ်တာကောင်းရာညွန်လဲဆိုရဲဝတရား၅ပါးကမိဘတွေရဲ့ပဲပြင်ဆုံးမှမှု parenting ကိုဖော်ပြထားတာဖြစ်ပါရဲ့ရှင်မိဘရဲ့ပဲပြင်ဆုံးမှမှု parenting ကောင်းရင်ကောင်းသလား တာသမီများရဲ့ဘဝဟာတာယာလှပရှမ်းသာရမှာဖြစ်ပါရဲ့ရှင်အဲ့ဒီလိုမိဘရဲ့ပဲ့ပြင်ဆုံးမမှုဖဲရန်တင်ကောင်းခဲ့တဲ့အတွက်ဘဝတာယာလှပကရှမ်းသာမှုရခဲ့တဲ့အကြောင်းကိုတမီးကဓမ္မပဒနဲ့950ဆက်ဒေါ်လာ အနာတပိန်တထေးရဲ့သားကာလသရိုသားဝတ္ထုဖြင့်တင်ပြပူဇော်ပါရစေရှင်ညစွာဘုရားရှင်လက်ထက်တော်အခါတုန်းကဇေရွန်ကျောင်းတော်ကြီးရဲ့လူရှင်အနာတပိန်တထေးကြီးမှာကာလလိုမြည်ရတဲ့တားတယောက်ရှိခဲ့ပါတယ်။ ဖခင်တရေကြီးဟာယရနာမြတ်သုံးပါးကိုအလေးထားပူဇော်စည်းကပ်သူသောတာပန်အရိယာတဦးဖြစ်ပေမဲ့ဗာမျိုးဘုမတူသူတားမောင်ကာလာကတော့ယရနာမြတ်သုံးပါးကိုမစည်းကပ်ပူဇော်တန်ဃာရောရှင်ကိုကတော်လင်းပင်ပစိုးနှန်းသည်ဒူပွန်သည်ဟုယူဆသူဖြစ်ပါတယ်ဒီဇဝေထုလေးမှာဖခင်နာတပင်တထေးရဲ့သာသမီးအပေါ်ဆုံးမသွန်တဲ့မုံကိုလွန်စွာမှတ်သားအတူယူလိုက်နာတင်ပါရဲ့ရှင် ယရနာအသောမလည်းမစည်းကံတခြားဘာသာလည်းမကိုွယ်ယခုခေတ်ခေါ်ဘာသာမဲ့တယောက်ဖြစ်နေတဲ့သားမောင်ကာလာလေးကိုအတင်းအာနာနဲ့လည်းမဆုံးမရိုင်းနဲ့စံဖက်ရည်လည်းမဆုံးမဆဲဆူသိမ်းမောင်းခြင်းပြည့်ရည်လည်းမဆုံးမခဲ့ပါဘူးဒါပေမဲ့သားတော်ရဲ့အဆိုင်နဲ့ဇယိုက်ကိုတည်မြင်ပြီးယရနာအသောမနဲ့နီးစပ်လာစေဖို့စိုးစားခဲ့တာကိုလေ့လာတွေ့ရှိရပါတယ်ဖခင်အနာတပင်တထေးစီရဲ့မေတ္တာရှိခံနဲ့ ညင်ညင်သာသာလိုရာတို့ရအောင်စုဆုံးမပုံလေးကိုဆက်ပြီးနားဆင်ပေးပါအောင်ရှင်ဖခင်တထေးကြီးဟာတားရဲ့ပစ္စုပန်တန်တရာကောင်းကျိုးကိုမျှော်မှန်းပြီးဖះဆောင်သွားပြီးတရားနာရင်အတပြတရားပေးမယ်လို့ကောင်းမှုလုပ်ဖို့စီရင်ခဲ့ပါတယ်ဒါပေမဲ့အတပြမဲ့တဲ့မောင်ကာလာဟာဖះတရားမနာပဲဖះဆောင်တော်ရဲ့တဏှာမှာအိပ်ပြီးပြန်လာခဲ့ပါတယ်မနေ့ရောက်တော့ဖခင်ကြီးကအတပြတရားပေးခဲ့ပါတယ် တရားမနာပဲပြန်လာတာကိုသိတဲ့ဖခင်ကြီးကရှစ်သားဖះရှင်ဟောတဲ့တရားကတပုတ်ရအောင်မှတ်သားနိုင်ခဲ့ရင်အတပြတစ်ထောင်ပေးမယ်လို့ပြောခဲ့ပါတယ်။အတပြတစ်ထောင်လိုချင်လို့တရားနာခဲ့တဲ့မောင်ကာလဟာတောတာပန်အထိဖြစ်သွားခဲ့ပါတယ်။ဒီဝိထုလေးကို လေ့လာမိတဲ့အခါဖခင်အနာတပိန်တစ်ထိပ်သားရဲ့ပစ္စုပန်တရားကောင်းကျိုးကိုမျှော်မှန်းပြီးဖခင်အနာတပိန်တစ်ထိပ်ရဲ့ဘယ်နည်းနဲ့ဆုံး ညဉ့်ညံသာသာလိုရာတို့ရောက်အောင်ဆူဆုံးမခဲ့ပုံကိုလေ့လာတွေ့ရှိရပါတယ်ရှင်။ဒါကြောင့်သာသမီတိုင်းဒါကြောင့်သာသမီတိုင်းသားသမီးတို့ရဲ့မိဘတိုင်းကလည်းမိမိတို့ရဲ့သားသမီးချင်းငယ်တို့ကိုလိန်မာပါနဲ့စွာအသွန်သင်ဆုံးမနိုင်ပြီးသားသမီးတို့အနေနဲ့လည်းမိမိတို့မိဘများကအတင်မပုတ်ဆောင်ပေးတဲ့လမ်းမှန်ပေါ်ကောင်းစွာရှောက်လန်းပြီးတဘဝရှမ်းသာရုံမကထာဝရရှမ်းသာနိုင်ကြပါစေကြောင်းဆုမွန်ကောင်းတောင်းပေးစမှာရယ်။ ဒါအပြင်ကာလာသူတို့သားရဲ့ဖခင်နာတဲ့ပင်တထေးကြီးသမီးရှိရတဲ့သမီးရဲ့ဖေဖေတို့နဲ့အတူတလောကလုံးကဖေဖေတို့ကိုကွန်ပျူတာအနေနဲ့ဓမ္မစကူးပင်စမရန်သင်ခန်းစာမှာပါတဲ့လမ်းပြစေဖေဖေဆိုတဲ့ကဗျာလေးကိုရွတ်ဆိုရင်ဤကောင်းရှုပ်ပရာစေရှင်ဖေဖေကိုပင်လွန်ရိုးသေးစေစုကြည့်ပါဘေးစာဝင်းနေရတဲ့ဒိုးစမရဲ့တဲ့ငွေရှာပေးလို့နေသာသမီးတို့ပေါ်မှာထောက်စင်သား လမ်းပြတဲ့ဇေပမာဖေးမြတာဆွမ်းနဲ့ဒိုးရဲ့နာကကိုပုံဖော်ပြီးခဲ့တာအားလုံးယေရှုတမန်ရှင်